င်းပတ်သက်များလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေစားသတင်းချက်နဲ့မှဒီကနေ့မက်ရှလာ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မျှတရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဝလံမျိုးနဲ့စင်ကိုင်မျိုးရွာကိုစတက်ကလေးချောင်းနဲ့ပုံချဲမှုတချောင်းလာသားအွယ်ကလေးငယ်နဲ့တကြီးွယ်ကိုများအပါဝင်ပြည်သူလေးဦးတည်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် စကိုင်းတိုင်းဝက်လက်မြို့နယ်စင်းကန်မြောက်ရွာကိုချမ်းပတ်စစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာတချောင်းလာတာကလေးငယ်အသက်80ကျော်အဖိုးဖွားနှစ်ဦးပါဝင်ပြည်သူလေးဦးတည်ဆုံးခဲ့တယ်လို့ရေဘိုခရိုင်မဆက်ငါတရဲမှပူကောက်ရုပ်ကပြောဆိုပါတယ်။ယမန်နေ့မတ်လ16ရက်နေ့ည7:30မိနစ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝက်လက်မြို့နယ်စင်းကန်မြောက်ရွာကိုစကောင်းစီရဲ့ဒရဝူလက်တမ်းမှတက်လာတဲ့ချက်ဖိုက်တာတစ်စီးနဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရ။ချောင်းလာတာကလေးငယ်တဦးအသက်85နှစ်အရွယ်အဖိုးတဦးအသက်82နှစ်အရွယ်အဖိုးတဦးနဲ့ အသက်30ကျော်ရွယ်အမျိုးသမီးတဦးတို့တေဆုံးကခုနှစ်ဦးထက်ရာရရှိခဲ့တယ်လို့သိရပါတယ်။စင်ကိုင်းရွာကတောင်ဘက်ပိုင်းကစကိုင်းနဲ့ပါတာ။မြောက်ဘက်ပိုင်းကတော့ဝက်လက်နယ်တဲ့ပါပါတယ်။စပွဲလည်းမရှိဘူး။ဒါကရထားပြည်သူတွေနေတဲ့နေရာကိုတမင်တက်တက်ချဲချသွားတာပါ။အသက်85နှစ်ရွယ်ဘွားတော်ရဲ့အသက်82နှစ်ရွယ်ဘိုးတော်ရဲ့အသက်30ကျော်အမျိုးသမီးရဲ့6လတာကလေးငယ်ရဲ့တေးတာ။ဒဏ်ရာရတာက9ယောက်ရှိတယ်။နေအိမ်လေးလည်းပျက်စီးတာရှိပေမဲ့အလုံးကြီးတိကျတော့မသိရဘူးလို့ဤကဲခရစ်လာဖို့စ်တပ်ဖွဲ့မှပူကောက်ယောဂါပြောဆိုပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြင်းချမ်းထဲမှာမျိုးသမီးတွေကိုဘီသူစစ်တင်နဲ့ပေးနေတယ်ဆိုတဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။စေရေးတင်မာနေတဲ့မန္တလေးတိုင်းမြင်းချမ်းမြို့နယ်မှာမျိုးသမီးတွေကိုစစ်တင်နဲ့ပေးနေတယ်လို့ဒေသခံတချို့ထံကသိရပါတယ်။အခုမျိုးသမီးစစ်တင်နှံကိုမြင်းချမ်းမြို့အခြေဆိုင်မဆက်ငါချင်းမြန်တရင်ဌာနချုပ်မှာတင်နှံပေးနေတာပါ။အခုတုံးနေဆိုရင်တော့၃ချိန်လောက်ရှိနေပြီလို့မြင်းချမ်းမြို့ပေါ်မှာနေထိုင်တဲ့အသက်50ရွယ်မျိုးသားတဦးကပြောဆိုပါတယ်။စကောင်းစီတို့ကဝါဒပြန့်ပေးနေတဲ့ Telegram Channel တွေကမြင်းချမ်းမှာမျိုးသား30နဲ့မျိုးသမီး20 စုစုပေါင်းပြည်သူ၁၀50လို့စက်တက်နံတက်ရောက်နေတယ်လို့မတ်လ13ရက်နေ့မှာဖြန့်ဝေလာပါတယ်။ထိုကဲ့သို့မြို့သမီးတွေကိုမြင်းချမှာစက်တက်နံပေးနေတာဘတ်စင်သုံးထည်ရောက်နေပြီလို့လည်းသိရပါတယ်။စက်တက်နံဆိုင်မြို့သမီးတွေကိုမျိုးဝမှာလုံခြုံရေးချတာတွေရှိနေတယ်လို့ဒေတာရင်းထုတ်လိုက်ရင်တပွဲဝင်တဝူးကအတည်ပြုပါတယ်။မျိုးဝခင်းဆောင်တာတို့တော့ပဲဒုံးတယ်လို့ကြားတယ်လို့မြင်းချမ်းမျိုးနယ်အတွင်းကတော်လိုင်းတပွဲဝင်တဝူးကပြောပါတယ်။မြင်းချမ်းမှာအာနာတိန်စက်တက်နဲ့ချန်းခိုင်ရေးပါတီကိုထောက်ခံအားပေးတဲ့ဒေတာရုံးမွန်ကပြည်သူစစ်တပ်ဖွဲ့ကိုအုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူစစ်တပ်ဖွဲ့ဖွဲ့စည်းပို့အတွက်စကောင်းစီတက်တန်ခွင့်ပြုချက်တင်ပြီးတရားဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့တိဒါယုံမွန်ကထုတ်ပေါ်ပြောဆိုထားပါတယ်။တိဒါယုံမွန်ရဲ့ပြည်သူစစ်တပ်ဖွဲ့ကိုစကောင်းစီတက်က73 MACD တိုက်ပွဲဝင်တနက်တွေဇက်လက်အမျိုးအစားလက်နက်အဆင့်တီတက်ဆင်ပေးထားတာကိုစစ်တပ်ဝါဒပြန် Telegram Channel တွေကပေါ်ပြလာတဲ့တပုတ်နေမှာပါတွေ့ရပါတယ်။ဒါပြင်မြင်းချမ်းနယ်တွေကတိုက်ပွဲတွေမှာစကောင်းစီတက်နယ်တို့တိဒါယုံမွန်ရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပါဝင်တိုက်ခိုက်နေတယ်လို့ ခြေဝါတွေကိုမီးတင်ရှိုးတဲ့လုံရက်တွေပါစတက်နဲ့တူပူပေါင်းကျွလို့နေကြတယ်လို့တော်လိုင်းအင်အားစုတွေကတင်ပေးပါတယ်။ပေးခဲ့တဲ့ဖေဗူအာရီလကုန်မိုင်းကနေမတ်လဆာမိုင်းထိမြင်းချမ်းမြို့ရှေးမြောက်ဘက်ကရွာတွေမှာတိုက်ပွဲတွေဖြစ်ကြပြီးစကောင်းစီတက်တဲ့ပြည်သူစစ်တွေကဒီဝင်ပေါ်ခြောက်ပြုတ်ဒူးဝင်ခြေဝါတွေကိုမီးတင်ရှိုးခဲ့တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။လက်ရှိမှာတော့မြင်းချမ်းနယ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာမရှိပေမဲ့စည်ရည်တွေတင်းမာနေတယ်လို့လည်းသိရှိရပါတယ်။ဒါပြင်အေရီမြို့ရဲ့အရှေ့ဘက်ချမ်းမှာရှိတဲ့မြင်းချောင်းဒေါန်တာနထိုးကြီးမျိုးနယ်တွေနဲ့ထိဆက်နေပြီးတော့ အာနာတိန်စခေါင်းစီကိုလက်နက်ဆွဲကင်တော်လန်မှုအားကောင်းရာဒေသတွေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ဩဂတ်စလ၁၀ရက်နေ့ကဆိုရင်မြင်းချမ်းတောင်သားနဲ့နထိုးကြီးမျိုးပေါ်ကစခေါင်းစီတပွဲဝင်နေတဆွဲရနေရာတွေကိုဒေါ်လန်ကြီးတပွဲတွေကဒိုးဆစင်ရီတရက်အနေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ထိုကဲ့သို့တိုက်ခိုက်ခံရမှုမှာမျိုးတွေမချားစေဖို့အတွက်စခေါင်းစီတပ်ဟာလေချောင်းကနေအပြင်းထန်အင်အားသုံးပြီးခုခံခဲ့ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့ပြင်ကတော့အင်းတော်ကတားကြတိုက်ပွဲမှာစခေါင်းစီရာရှိအပါအဝင်စတုံးမှ29ကိုဖမ်းမိပြီး ထိခိုက်တိုက်ဆုံးသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းအင်းတော်နယ်ကတားမြို့နယ်ချောင်းမှာအင်းအား50ခန့်ပါစကောင်းစီတဲစကြောင်းကိုတော်လန်ရေးပုံပုံတပွဲတွေကကြားပြတ်တက်ခဲ့ကြရ။အရာရှိတချို့ပါဝင်စတုံးမှ29ကိုဖမ်းမိပြီးတော့ထိခိုက်တိုက်ဆုံးသူများပြားတယ်လို့ကတားမြို့နယ်သတင်းရေးမြစ်ကဆိုပါတယ်။ကတားမြို့ခြေဆိုင်အမှတ်300ကိုချင်းမြန်တရင်မှထွက်လာတဲ့အချမ်းဖက်စကြောင်းကိုမန်ရှက်လာ15ရင်းနဲ့မှတော်လန်တပွဲများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒုံမန်းတွေရတာတယ်။အရာရှိတွေလည်းပါတယ်။သူတို့ကကျွန်တော်တို့ရဲ့တကွင်းထဲကိုတက်တက်ဝင်လာတာလို့ ဒေါ်လာရေးထောက်ဖို့ရဲဘော်တအူခါပြောပြပါတယ်။ကတားမျိုးရဲမှာခမရ300ကိုတရင်ဟာအဓိကတက်ဆွဲထားပြီးစတဲ့နန်စင်တသားတဲ့အများပြားပါဝင်တဲ့စကြောင်းကိုအင်းတော်မျိုးတို့ပိုးဆောင်ရန်ဂျိုးပန်းချင်းဖြစ်တယ်လို့အင်းတော်မျိုးမှာဒေါ်လာရေးဘော်တအူခါဆိုပါတယ်။အဆိုပါမတ်လ15ရက်နေ့ကတိုက်ပွဲတွင်ဒေါ်လာရေးတစ်ဖက်ကလည်းထိခိုက်သူတချို့ရှိခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတရင်အသေးစိတ်ကိုတော့မတ်တေစတိတာကမကြမီထုတ်ပြန်ရန်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာအင်းတော်မျိုးတိန်တိုက်ပွဲကိုဒေါ်လာတစ်ပွဲများကဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တင်ပါတော့။ နိုင်ငံတကာဌာနဝန်ကရိုဟင်ဂျာတွေကိုမိထားတာလက်မခံဘူးလို့ကုလသမဂ္ဂအကြီးအကဲပြောဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပံ့ပိုးကူညီမှုမလျှော့ချဖို့ကုလသမဂ္ဂဒွေရမှုချုပ်အန်တိုနီယိုဂူတာရက်စ်မှနိုင်ငံတကာတိုင်ဝမ်ကိုလေးနက်ထားတောင်းဆိုလိုက်ပါတယ်။ဂူတာရက်စ်ကတောက်ကြနေကဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းခေါ်ပစားမှရှိတဲ့ဒုက္ခသည်စခန်းလေးကိုတွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ခေါ်ပစားခရိုင်ဟာအိန္ဒိချင်းမြန်မာနိုင်ငံမှဖိနှိပ်မှုတွေကြောင့်နေရာဆုံးခွာထွက်ပြေးလာခဲ့တဲ့ရိုဟင်ဂျာမွတ်စလင်တပ်ခန်းကိုလက်ခံထားရပါတယ်။ ဒါပြန်ဆိုးရွားတဲ့အာဟာရပြန်လည်မှုတွေကြောင့်ရေပေါ်ကူးသားမှုခံယူဖို့လိုအပ်နေတဲ့ဒုက္ခတဲ့စကန်နဲ့မှာရှိတဲ့ကလေးငယ်ရေတွက်အမြင့်တက်လာကြတယ်လို့ကုလသမဂ္ဂကပြောပါတယ်။လက်ရှိအမေရိကန်နဲ့ဥရောပတိုင်းပြည်များစွာဟာမကြသေးမီကလူသားချင်းစာနာမှုအကူအညီပေးမှုတွေတိတိတတ်တာဖျက်ထောက်ခဲ့တယ်လို့ကြေညာခဲ့ကြောင်းကိုဒါရက်ကဆိုပါတယ်။ထို့ကဲ့သို့အမေရိကန်နဲ့ဥရောပတိုင်းပြည်တွေရဲ့အကူအညီပေးမှုဖျက်ထောက်မှုတွေကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေအတွက်စာနာရေးကထောက်ပံ့မှုရောချမှုဖြစ်လာစေတယ်လို့သူကတတိပေးပါတယ်။နိုင်ငံတကာတာဝန်ကရိုဟင်ဂျာတွေနဲ့ပတ်သက်လို့မေးထားတာ ကျွန်တော်တို့လုံးဝလက်ထဲမခံပါဘူးလို့၎င်းကဆိုပါတယ်။ထို့နောက်မြန်မာပြည်သူတပ်တန်းကိုဘယ်သူဘယ်တော့ကဂျုံမွေးခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးဒေါ်လန်စာရေးဆရာမခုလိုရေးသားထားပါတယ်။မြန်မာနိုင်ငံကလူတပ်တန်းငတ်တော့မယ်တဲ့ဒီသတင်းကိုကဘာသီးတင်တဲ့သတင်းဌာနကကုလသမဂ္ဂသတင်းဌာနပါ။အဲ့ဒီသတင်းကိုရိုက်တာပါဝင်သတင်းဌာနကြီးတွေကပြန်တင်ကြပါတယ်။ကြားရတာကစိတ်မကောင်းစရာဆိုတော့မြန်မာပြည်သူအများစုလည်းစိတ်အားငယ်သွားတယ်လို့အခုညီမရတော့တဲ့မြန်မာပြည်သူတွေတို့ကခံစားရပြီးဒီသတင်းကိုမျှဝေနေကြတယ်။စဉ်းစားကြည့်အောင် မြန်မာပြည်သူတန်းတန်းကိုစားဖို့ကူညီပေးနေတယ်ဆိုတဲ့အထောက်အထားတိကျဘယ်သူမှရှိလဲမြန်မာပြည်သူတန်းတန်းကိုစားဖို့ကူညီနေတာကကုလသမဂ္ဂအဖွဲ့လားပြည်ပလူသားရင်းဆိုင်ရာကူညီပေးရေးအဖွဲ့လားနိုင်ငံတကာနိုင်ငံကိုစားပြုတဲ့အစိုးရတရားကလားနောက်ပြီးဒီသတင်းကိုတင်းတဲ့ပြည်ပသတင်းဌာနတွေရော မျှဝေနေသူတွေရောဟာမြန်မာပြည်သူတန်းတန်းကိုဘယ်အဖွဲ့ကစားဖို့ဘယ်ချိန်ကစကူညီနေတယ်ဘယ်ဒေသကဘယ်ပြည်သူနှစ်ယောက်ကိုကူညီတယ်ဆိုတာလေ့လာထားပါသလားအကူအညီရနေတဲ့ပြည်သူတွေကိုရောမေးမြန်းထားပါသလားလို့မေးချင်ပါတယ်ပြီးတော့ဟိုတလောက ပြည်ပကူညီပေးရေးအဖွဲ့တခုမှာ နိုင်ငံခြားငွေလာစားယူပြီးလုံလောက်ခဲ့ဘူးသူတယောက်ကိုနိုင်ငံခြားသတင်းဌာနတစ်ခုကအင်တာဗျူးတယ်။အရင်မှသူဖွင့်ချလိုက်တာကနိုင်ငံခြားကုညီပေးရေးဖွဲ့တွေကတာဝန်ချဝန်ထမ်းတွေဟာဝန်ထမ်းများလို့နေရာကောင်းမှခေါင်းပေးဆိုတဲ့အိမ်တွေကိုဒေါ်လာပေးပြီးငှားနေကြတဲ့။ဒါသမီးတွေကိုဒေါ်လာပေးရတဲ့နိုင်ငံကအကြောင်းတွေမှာထားကြတဲ့။သူတို့လိုဌာနေဝန်ထမ်းတွေတို့ကနိုင်ငံခြားဝန်ထမ်းတွေလို့မဟုတ်ပေမဲ့တခြားမြန်မာငွေနဲ့ပေးတဲ့ကုမ္ပဏီတွေနဲ့နှိုင်းယှဉ်လာရင်တော့အဆင်ပြေတယ်။တကယ်တော့ကဘာကြီးဘော့ကအလူအဖွဲ့စည်းတွေဟာလူရန်လို့သူတွေထံကနေလူခံနေပြီးတော့ အလူကန်ရန်ကုန်ရဲ့လေးပုံတပုံတောင်အလူကန်ပုဂ္ဂိုလ်စီမရောက်တဲ့အဖွဲ့တွေအများကြီးရှိပါတယ်။မြန်မာပြည်ကပရာဟိတလည်းဒီသဘောပါပဲ။ဆိုတော့အမေရိကန်သမရထွန်းကနိုင်ငံညာကူညီပေးရေးအစည်းအဝေးရဆိုင်လိုက်တဲ့ပုံမှာအလွန်ဆက်နေသူတွေကဒုက္ခတွေဒုက္ခရောက်နေသူတွေမဟုတ်ပါဘူး။နောက်ပြီးဒုက္ခရောက်နေသူတန်းကိုလည်းဒီအဖွဲ့တွေကစားဖို့ကူညီနေတဲ့တိကျတဲ့အထောက်အထားမရှိပါဘူး။အမေရိကန်သမရထွန်းရဲ့ကူညီရဆိုင်မှုကိုတကယ်ဆက်သွားတာကကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်တက်တဲ့နိုင်ငံခြားအဖွဲ့တွေပါ။ဒီလိုချိန်မှာအရင်လိုဝင်ငွေရလန်းပြောက်သွားတဲ့အတွက် မြန်မာပြည်သူတွေကိုအမေရိကန်နဲ့တည့်ပေးတာပါ။အရှင်းဆုံးပြောရရင်မြန်မာပြည်သူတတန်းဟာဘယ်တော့မှစားဖို့အကူအညီမရခဲ့ပါဘူး။လူမြင်ကောင်းအောင်တည်တည်မွမွားလေးအကူအညီလောက်တော့ရနိုင်တော့ပါတယ်။၂၀21ဖေဖော်ဝါရီမှာမတရားနာတင်ခန့်ရပြီးတဲ့နောက်မြန်မာပြည်သူတွေလိုချင်တာကကုလားအကူအညီနိုင်ငံသားအကူအညီနဲ့လက်နက်အကူအညီတွေပါ။မြန်မာပြည်သူတွေကိုစားဖို့အကူအညီနေစရာမလိုပါဘူး။မြန်မာပြည်မှာစပါးဆိုင်တယ်။တင်းတင်းနဲ့စားထုတ်စရာတွေပြည်တွင်းမှာတင်ထုတ်လုပ်နိုင်တယ်။အခုလက်နက်ကင်တော်လိုင်းရေးကာလမှာကုလားသမဂ္ဂအနေနဲ့မြန်မာကိုပြပြီးတော့အလုံငွေတွေအတော်အသင့်ရခဲ့တယ်။ လူသားချင်းဆိုင်ရာကူညီပေးရေးဖွဲ့တွေကလည်းမြန်မာကိုပြပြီးတော့အလူငွေတွေရခဲ့ကြပါတယ်။ပြည်ပသတင်းဌာနကြီးတွေကလည်းမြန်မာသတင်းနဲ့အလုပ်ဖြစ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံသားတချို့လည်းတော်လန်ရင်းမှာအလူငွေတွေနဲ့ချမ်းသာသွားကြပါတယ်။ဒီတော့မြန်မာပြည်သူတွေဟာမြောင်းမဟုတ်တဲ့တော့မြောက်ပြစံတောင်းလောက်ခန့်နေရတဲ့မြန်မာပြည်သူတွေဟာငတ်တော့မယ်။ကူညီကြပါအောင်ဆိုတဲ့မြန်မာကိုပြပြီးတော့ငွေရှာနေတာတွေကိုစတင်ကြပါမယ်။မြန်မာနာကတော့မြန်မာကိုယ်တိုင်အားထုတ်ရပါလိမ့်မယ်။တကယ်ကူညီချင်တဲ့သူကိုလက်နက်တောင်းပါ ငင်းချမ်းရေးပေါ်ဆောင်ပေးမယ်ဆိုရင်လည်းလေမပြောဘဲဝင်လာခဲ့ပါလို့တောင်းဆိုရပါလိမ့်မယ်ဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ်။ထို့နောက်အာနာတိန်လေးနှစ်တွင်စကိုင်းတိုင်းတစ်ခုထဲမှာတင်ပြီးသူ9000ကျော်တည်ဆုံးပြီးတော့4000နီးပါးဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးမပန်းစစ်လို့မှခုလိုပြောဆိုထားပါတယ်။ဆေးအာနာတိန်လေးနှစ်တွင်စကိုင်းတိုင်းတစ်ခုထဲမှာတင်ပြီးသူ9000ကျော်တည်ဆုံးပြီး4000နီးပါးဒဏ်ရာရရှိတယ်တဲ့။ဒီသတင်းကိုဖတ်ပြီးရင်းနဲ့စိုးနေမိတယ်။ဒီပမာဏဆိုတာဒီသတင်းမှာဖမိခင်ကလေးကဒီထက်မှများတောင်ဒီထက်မနေဘူးဆိုတာမှန်ဆနိုင်ပေမဲ့ဒရင်နေနဲ့ဖျားရတဲ့ခါမှာခြေခွဲရပါတယ်။ ဆေယနာယုတ်တဆိုးကြောင့်တေဆုံးထိခိုက်ဘဝနာခဲ့ရတဲ့တပိနေစာလူကြီးတောင်ကနန်ဒီပါဟာခင်းကနန်တည်တံ့တော့မဟုတ်ပါဘူးအဲ့ဒါကအတက်တွေဘဝတွေပါဒီဒီပပပြောရရင်လူတယောက်မှတခုပဲရှိတဲ့ပြန်စားထိုးမရတဲ့ပြန်ဝယ်မရတဲ့ဘာမှဖားသေးမရတဲ့အတက်တွေဘဝတွေဒါတွေကိုဘယ်သူကိုတာဝန်ယူစေမလဲဘယ်သူကတာဝန်ခံရမလဲဂျူးလုံးသူတွေဖျားထုတ်ခံနေရတဲ့ခေဆိုးထဲမှာတရားမျှတမှုကိုရှာဖွေနေကြတဲ့အထိရှာများတဲ့အထိရှာများစေပြည်သူတွေရဲ့ဘဝပဲအာရုံနေကြရမယ့်အခြေမဟုတ်ဘူး ပို့調査နေရမယ့်အချိန်ပဲ။ဘဲချိန်မှာဒီဟာနာရှင်နိုင်ရန်ပြူချပြူချနိုင်သမျှအင်အားကုန်နဲ့ထုံးနဲ့ရိုက်ခွဲခဲ့တဲ့လက်တွေခေါင်းတွေထဲမှာငါတို့ပါဝင်နေတယ်ဆိုတာမျိုးဖြစ်မှာရမယ်။ပါဝင်ခဲ့တယ်မဟုတ်ဘူး။ပါဝင်နေတယ်ဆိုတာမျိုးဖြစ်မှာရမယ်။ဒါမှလည်းငါတို့ဟာခူလူဖြစ်လာခဲ့ရတဲ့ဒီခေတ်ဒီခေတ်ဆိုကိုတာဝန်ချိန်နိုင်ခဲ့သူတွေဖြစ်လိမ့်မယ်။နိုင်ငံမှုကိုခွန်အားဖြင့်ပြောင်းလဲရင်ချနိုင်မှာဖြစ်မယ်ဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးနေနားဆင်ကြတဲ့တရင်ပြည်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတရင် တော်လိုင်းဖတ်တော်သားများရဲ့တရေမှန်းနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှောင်းလန်းချမ်းမြေကြပါစေခင်ဗျာ။